အေးအဲ့ဒါကြောင့်ပြည်သက်ရှင်ပြုတယ်ဆိုတာတစ်ဆွန့်လို့ရတဲ့တတိရှိဟာခဏိကေဆွန့်လို့ရတဲ့တတိတွေ ਨੇ ဥစဉ်ငယ်ငယ်ကိုနှစ်မှာကိုရင်ဝတ်တယ်ဥစဉ်တို့အမိဘကရှင်ပြုပေးကိုနှစ်သားကိုရင်ဟာရှင်ပြုပေးကြတဲ့ကဥစဉ်ကဒီဝိဝိရကြတဲ့ကဘယ်ဘဝကဘာကြောင့်လဲတော့မသိဘူးပျော်တယ်မထွက်ချင်ဘူးအမေကထွက်ခိုင်းတယ်ခொနေရပြည့်တော့ငါသားဒီလောက်ဆိုလုံလောက်ပြီထွက်တော့ထွက်တော့ပြောထွက်ချင်ဘူးလို့ 15ရက်လောက်ကြာတော့ဦးစင်းနဲ့တူတူဝတ်တဲ့ကိုရင်လေးတွေပတ်30ပေါ့။မောင်ရှင်လောင်းလေးတွေဝတ်ကြတာ။ကိုရင်လေးတွေအကုန်လုံးလူပြန်ထွက်ပြီးတန်းချောင်းမှာတက်ကုန်ကြပြီ2တန်း3တန်း၊ဒဏ္ဍ2တန်း3တန်းအမျိုးလေးတွေပေါ့အဲ့တုန်းက။ဦးစင်းတစ်ပါးပဲကြောင်းကြံနေထွက်ခိုင်းနေထွက်။သာသာကြောင်းစာတွေနောက်ကြလိမ့်မယ်။ရတယ်အမေဖုန်းကြီးကကိုရင်ဝတ်ကလေးနဲ့တက်လို့ပြောတယ်ကျုပ်ကိုရင်ဝတ်နဲ့ကြောင်းသွားတက်တယ်ဆရာမလည်းလက်ခံတယ်ဘာမှမဖြစ် ။ဟာဒီလိုပြောတော့မရတော့နောက်ဆုံးမလုပ်တော့ဘူးဆွဆွချွတ်တာပဲ။ဟောဦးဇင်းတို့အမေပြောတာ။ဒါတော့ဦးဇင်းတို့အမေမှသာသမီကယောက်ျားလေး9ယောက်မိန်းကလေး9ယောက်စီရ။ဟုတ်လား။ယောက်ျားလေးတစ်ယောက်ကိုကိုရင်ဝတ်မယ်ဆိုတာတော့သဘောမတူနိုင်ဘူးဗျာလူခမညာလေ။မိဘမေတ္တာပြောပါတယ်။ဟုတ်ပြီလား။တယောက်နှစ်ယောက်ရှိတဲ့မိဘကစွန့်လွတ်ဖို့ရန်ခင်းရင်နဲ့ဒါပြောတာပေါ့။ဟုတ်ပြီလား။ အဲ့ဒီမှာဦးစင်းကလည်းပဲအိမ်သွားလူဆွဲချုပ်ကတော့အိမ်မသွားတော့ကြောက်မနေကြောက်နေပြီးတော့ပြေးတယ်ကြောက်မှလည်းပဲဘုန်းကြီးနဲ့ကိုရင်နှစ်ပါးတည်းရှိဟာဘုန်းကြီးကလည်းပဲကိုရင်တစ်ပါးတည်းရှိဘုန်းကြီးကလည်းအဲ့ဒီတော့ကဦးစင်းတို့ဆရာသမားဘုန်းကန်နေရှာတယ်ပြောရမှာပေါ့မားရှိဘူးကြောက်မှာကိုရင်နဲ့ဦးစင်းနဲ့နှစ်ပါးကိုရင်နဲ့ဘုန်းကြီးနဲ့နှစ်ပါးညနေစောင်းရင်လက်ဖိတ်ပကံလေးတစ်လုံးနဲ့ဆံလေးပေးတယ်ဆံပြုတ်ရတာမနဲ့ဘုန်းကြီးတို့ မနေ့အဲ့ဒီဆန်လေးပြုတ်တာကလေးဘုန်းကြီးကဘုန်းကြီးမပြီးမချင်းထိုင်စားပုံရင်ဖုံးကိုတောက်ချင်လို့စောင်းရတာပေါ့ဒါပေမဲ့ဘုန်းကြီးကလည်းမပိုးအကုန်တောက်ပြေဖိုက်စားတော့မလုပ်အောင်ညက်လေးလည်းမစားရဘူးမနေ့လည်းမစားကိုယ့်အိမ်ကိုပြန်ပြေးကိုယ့်အိမ်အာယုံဆုံးပြန်စားကိုယ့်အိမ်ကအာယုံဆုံးကလည်းမုံမုံမြတ်မြတ်တော့ပေါ့ဘူးအိမ်ကလူတွေညကစားလို့မကုန်တဲ့ဟာအာယုံပဲတခါတခါသို့ရင်သို့မယ်ပေါ့တခါတခါကျွင့်ကြံပေါ့ဒါမျိုးလေးတွေသွားပြီးစား အဲ့မှာရှင်းစရာကောင်းတာကဘာလဲမေဥသိရဲ့အဖေသုံးသွားကြတယ်။ရက်တော့တယ်ဥသိဖေကရက်တော့ပြီမရှင်းစရာကောင်းတာကဥသိဖေရက်တော့ပြီးပြီဆိုရင်စကားလုံးဝမပြောတော့ဘူးဘယ်သူနဲ့မှကိုမပြောတော့တာသူကအဲ့ဒီမှာအိမ်ကလူတွေကိုထမင်းခုကျွေးလို့ကိုမပြောဘာလို့တော့မေးလိုက်တော့ဥသိအတွက်သူစားမဲ့ဟာလေးကိုရင်လေးမနဲ့တိုင်လာစမ်းမှန်းပြီးတော့အဖေကချမ်းချမ်းထားတယ်ဗျာမုံမုံမြတ်မြတ်သူဟာသူစားမဲ့ဟာလေးလေး ။အဲကြောင့်ဥစဉ်ကသိပြီးတော့အဖေကိုချက်တာ။အဲ့ဒါလေးတွေပြန်ပြန်စား။အင်းကမိဖို့ကြောင့်မတခါတခါများခုလိုတကားတွေပါတယ်မရှိဘူးသပွဲဝိုင်းကြီးနဲ့ပိတ်ထားတာရွာဆိုတော့လေခွေးမဝင်ပြီးရောပေါ့။အဲ့ဒီဝိုင်းကြီးကိုတာတာလေးလိမ့်အိမ်မှာကြခိုးစဉ်ခေါ်တယ်အပေါ်ထက်မှာကြခိုးစဉ်ပေါ်မှာအိုးတွေခွက်တွေတင်ထားတယ်။ခွေးတွေပါတယ်မမိအောင်ပေါ့။အဲ့ဒါကိုဦးစင်းကသပွဲပေါ်မတ်တက်ရရုံနဲ့မမီတော့ဖင်တိုင်ကုန်ပေါက်စာလေး၃ခုကို ဆင်းပြီးတော့မှပေါ်ကအိုးလှန့်လန့်ဆွဲရအဲ့တိုင်ခြား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 စားတခါများဆိုပြိလေပကံနှခန်းဆွဲပြီးတော့အောက်ကခုံသုံးခုကဟန်ချက်မညီတော့လေပြိုသွားတော့ပကံနှခန်းကလဲကြရတာ လူလဲသွားတော့ပြိလေပကံကကောင်းမွန်ကြနမရေပကံပြေမလေးစူးညံသွားအဲ့ဒီမှာမေကဟဲ့အိမ်ထဲကခွေးလာကြောင်လာကြည့်ကြစားအမနဲ့ကိုကလှမ်းကြည့်တယ်ဟဲ့အမေကိုရင်လေးကိုရင်ဆိုဖမ်းဖမ်းမရရအောင်ဖမ်း လိုက်ဖန်တာဟာမလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဗျာသူကပြေးရတယ်အဲ့ဒီမှာဦးစနေအဖွားတယောက်ပေါင်းဝေလိုက်ရင်သူလည်းမရှိကြတော့ဦးစနေကမလုပ်ပါနဲ့မထွက်ပြရစေနဲ့អော်တော့အဲ့ဒီဖွားကတိပြီးတော့ဟဲ့ဒုံနဲ့ထွက်ရန်ညီတို့မိစ္ဆာဒိဋ္ဌိတွေလားသူကသူသာသနာပေါင်းပြောနေဘာဖြစ်လို့ညီတို့ထွက်ခိုင်းတယ်လဲမထွက်ခိုင်းပါနဲ့ဆိုပြောတော့မှကိုယ့်ဘက်ကပါမှန်းသိတော့ဘွားခြေစလုံးဖက်တာ အဲ့ဒီဘွားကပြောတယ်ကိုရင်နောက်နေ့များအဲ့လိုမနေ့စာအာယုံဆုံးဖုံးပေးခြင်းတပိတော့ဒီလာခဲ့အဲ့ဒီမသွားနဲ့ဟာဥစဉ်73နှစ်လောက်ကနေပြီးတော့72နှစ်လောက်ထင်ပါရဲ့မြို့မသွားခင်59နှစ်16နှစ်ဒီအဲ့ဒီဘွားကအာယုံဆုံးကတ်ခဲ့တာကျေးဇူးသိမ့်များတယ်ပြောတယ်နော်အဲ့တော့ပြောချင်တာဗာလဲမေးစွန့်လို့ရတဲ့တတ္တိဟုတ်ပြီလားဘာတတ္တိလဲစွန့်လို့ရတဲ့တတ္တိလား ေးဦးဇင်းတို့အမေလည်းရှင်ပြူပွဲတွေ၃ကြိမ်၃ခါလုပ်ခဲ့တယ်ဒါပေမဲ့သုံးလို့ရတဲ့တက်တီသူလည်းပဲနေရှာတာပဲညီကောင်မောင်နှမတွေအလုံးအိမ်အောင်ကြအိမ်မှာအငယ်ဆုံးညီမတယောက်ကြံတော့ဦးဇင်းကလည်းပဲစသည်ဓမ္မစရိယအောင်နိုင်ငံခြားသောပေးကြီးတီဒေါက်တာဘွဲရတရားခေါ်ဓမ္မဂတိကလေးဖြစ်အမေလည်း84ကြီးအဲ85ပြည့်သွားပြီအိမ်ရောက်တဲ့အခါရွာရောက်တဲ့အခါစတယ်ပေါ့အမေစင်ပြေရလား စင်မပြေရင်ပြောလို့ကြုတ်လူထွက်ပြီးလှုပ်ကြွေးမယ်ဒီလိုပြောငါသားရဲ့တဲ့ဒီချိန်ကျမှလူထွက်လို့ကတော့အမေတော့ရွှေတောင်ကြီးပြိုသလိုဖြစ်မှာခုမှရွှေတောင်နဲ့သူဟာကလေဟုတ်လားပြောကျင်တာဗာလဲမေးငငယ်ကသူဦးဇင်းတို့ဘောင်ငပိရတော်မှာမှန်စေရနာမရှိလို့တော့မဟုတ်ဘူးတကိုပဲသာသနာပေါ်မနေသေးခြင်းဘူးလူထွက်သေးခြင်းတာဒီဒေသနာတော်ရပြောရင်တော့စွန့်လို့ရတဲ့တတ္တိသူနဲ့ကြတာဒါပြောတာဟုတ်ပြီလား အဲ့ဒါကြောင့်တော်တော်ကောင်းတို့တွေရှင်ပြုတ်ပေးတယ်ဆိုတာတက်စွန့်လို့ရတဲ့တတ္တိရှိရပါတတ္တိရှိရမယ်နှစ်ကပရိက္ခယာရှစ်ပါးစုံရမယ်နှစ်ကပါစုံရမယ်ကိုယ်ရွက်သွားပြီဆိုကိုသားမဟုတ်တော့ဘူးဖယားသားဖြစ်ပြီဖယားသားဖြစ်သွားပြီဆိုတော့ပြိသိရသူ့အတွက်ဝက်ကလေးကလည်းပဲအေးရံပူရံကကွယ်နိုင်ဖို့အတွက်ထူးထူးထဲထဲအဝက်ကလေးဖြစ်ဖို့လိုမယ်ပေါ့သင်္ကန်းကလေအဲနောက်တစ်ခါကိုသားမဟုတ်ဘူးဖယားသား ဖယားဆိုကြတဲ့ကဖယားကကုံတယ်ပွဲသားလည်းမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကသုံးခါစားတဲ့အလေးရှိတယ်မလားဟာဖယားသားတော်ဖြစ်တော့ဖယားမူဝါဒတော့သူလိုက်ရတော့မှဆိုတော့သုံးခါစားဖို့သပိတ်လေးသူ့ကိုလိုးကိုလိုလိုက်မယ်ဟုတ်ပြီလားသင်္ကန်းလိုမယ်သပိတ်လိုမယ်ဟာနောက်တခါပြိသိဒီကိုရင်လေးခေါင်းတွေပါတယ်ရှည်လာရင်ရိတ်ဖို့အတွက်သင်္ုံသားလည်းလိုလိုက်မယ်ဟုတ်ပြီလား သွားတဲ့နေရာမှာပြိတဲ့တခါတခါရေကအစင်မသိလို့မတက်ရရင်စစ်တော့ဖို့တော့ရေစစ်ကလေးလစ်လို့မယ်ပေါ့အာသင်္ကန်းလေးကကိုကနောက်ထပ်မကြုံလို့မလှူနိုင်ဘူးသူကလည်းသင်္ကန်းက၃၀လောက်ပဲထားတဲ့ကိုရင်လေးပြင်းနေသင်္ကန်းလေးတွေစုပ်ရင်ချုပ်ဖို့ရန်အတွက်အချီလိုအလုံးလို့အတူလည်းလိုမယ်ပေါ့ဟုတ်လားပြောချင်တာဗာလည်းမေးပြိတ္တိယာစပါစုံရမယ်ဘာစုံရမယ်ဒီကရှာဆောင်ပါခနေဦးဇနုတ်ခေပြိတ္တိယာစပါလည်းတော်ကြီးရော်ကြီးလှုပ်လာကြတယ် ဟုတ်လားသင်္ကန်းလေးတွေဆိုလဲပါပါလေးတွေဒီစကလေးတွေကြာတပိတ်ဆိုလဲပဲပလတ်တရိတ်တပိတ်ကြီးတွေလှုပ်တော့လိုက်တယ်ခေါင်းရည်ဓာတ်ဆိုလဲပဲပလတ်တရိတ်ဓာတ်ဓာကြီးထည့်လှုပ်လိုက်ကြပလတ်တရိတ်ဓာတ်သပင်းဖြတ်လို့ရလို့လားဟန်ဆောင်တွေများလာတာပြောတာဟုတ်ပြီလားအေးကောင်တို့အဲ့ဒါမျိုးပဲဖြစ်စေတယ်တဲ့သွန်လို့ရတဲ့တတိသူကသူတပတ်နေနေဆဲရနေနေငါသွန်လို့ထားလိုက်ပြီလားမှတ်လိုက်တော့ဟုတ်ပြီလား ပရိဂယရှင်ဘကလည်းကောင်းကောင်းမွန်မွန်မွန်မြတ်မြတ်လေးလှုပ်ပေးလိုက်ဒါဆိုရှင်မြူပွဲကအောင်နာသူတော်ကောင်းဟုတ်ပြီလားကျန်တာတွေကအဓိကဗရာဏမဟုတ်ဒါကအရေးကြီးဆုံးပဲခင်ဗျဦးဇနုဗမာတွေကရှင်ပြုပြီဆိုရင်ဟာမန္တကြီးနဲ့ဆိုင်းနဲ့ဘိသိမ့်နဲ့ဟာဒီဘက်တွေကချဲပြီးတော့သွားပြီးတော့စွန့်လို့ရတဲ့တတိကျကိုရင်ကမန္တထဲကနေပြီးတော့ကြောက်နှုံးမရောက်လည်းဘူးဒါမျိုးလေးတွေဖြစ်နေကြတာများလာတယ်ပြုပြင်စရာပြောတာနော်အေးအဲ့ဒါကြောင့်သူတော်ကောင်းတို့တွေကိုရင်ဝတ်မယ်ဆိုရင် စင့်တကာတကမတွေဘက်ကပြည့်စုံရမယ်အဓိကအင်္ဂါဘယ်နှပါလဲနှစ်ပါတစ်စွန့်လို့ရတဲ့တတိရှိပါနှစ်ကပြိခရာရှိပါဆုံးပါဟုတ်ပြီလား